ကျွန်တော်ရဲ့မိတ်ဆွေများလုံးမင်္ဂလာပါနော်တင်းငွေသားသမီးများအတွက်ပေါ့အပတ်စဉ်တောက်ကြနေညနေ6:00နိုင်စဉ်ကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောဒရန်လေးကတကယ်ပြီးခဲ့တဲ့နှစ်ပတ်တိတိမရိုက်ဖြစ်တာပေါ့နော်မရိုက်ဖြစ်တယ်ဆိုတော့နံပါတ်1ကတော့ကျမ်းမာရေးအခြေအနေရလည်းဖြစ်တယ်နံပါတ်2ကတော့ကျွန်တော်တို့ ဒီအယူရောမင်္ဂလာချမ်းရဲ့အလုတ်တွေတာဝန်တွေမားမလန့်နိုင်အောင်ရှိတဲ့အခါကျတော့ရိုက်ကူးရေးတွေပြတ်သွားတော့ဒီတစ်ခါကတော့ကြိုးစားပြီးတော့ဒါတိုက်ပြတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်အစီအစဉ်လေးတစ်ခုလည်းလုပ်တာပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလကုံလောက်တော့စပြင်မှာပါအဲ့ဒါနေ့စဉ်ဒုက္ခကျေပွင့်အယူရောမင်္ဂလာအခါပေးဟောဆန်းလေးတွေလည်းနေ့စဉ် daily ပေါ့နော် ရိုက်ပြီးတော့တင်ပေးဖို့တွေ့လဲကျွန်တော်တို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဟောစနန်းစီစဉ်လေးမစတင်ခင်ကျွန်တော်တို့မိတ်ဆွေတွေကိုကျွန်တော်တို့အယူတော်မင်္ဂလာချမ်းကဗုဒ္ဓဟူးနေ့ရလွယ်ရင်ကျန်တဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါလားဒီလိုကို့မှာအခက်အခဲရှိတယ်ရရအကူအညီတွေလိုချင်နေဆိုရင်အယူတော်မင်္ဂလာချမ်းကိုဒါမနေ့12နာရီမကျော်ခင်အရောက်လာခဲ့ကြဖို့ဖြစ်ပါတယ်နော် အဲ့တော့ဒီကျွန်တော်တို့ယူရိုမင်္ဂလာချန်ကရရရာကြီးပါခြင်းညာဒီအခကြီးငွေတရားချက်မှမယူဘဲနဲ့ဘသူပဲဖြစ်ဖြစ်အခမဲ့ရရရာကြီးခြေပြီးနေတဲ့ရရရာမျိုးဖြစ်ပါတယ်။နောက်တစ်ခုကကိုတိုင်းဘေရင်တက်လောကီပညာတက်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လေဒီလာမယ်၁၂လပိုင်း၁ရက်နေ့ရနေပြီးတော့၁၀ရက်နေ့ထိ၈ရက်တာဘေရင်သင်တန်းရှိပါလား။ အဲ့တော့အဲ့ဒီတန်းမှာလည်းမြည်သူမှုလာပြီးတော့တက်လို့ရပါတယ်။တင်းတန်းကြီးဗာဒိနာကြီးမရှိပါဘူး။အခမဲ့ဖြစ်ပါတယ်နော်။ဇယိတ်ငိမ့်ဖြစ်ပါတယ်။နောက်ထောက်ကန်သားလေးနှစ်ဆောင်တော့ယူလာခဲ့ဖို့လိုပါတယ်။ရက်ွယ်အုပ်ချုပ်ရေးမှုရဲ့ထောက်ကန်သားရဲ့ရဲစခန်းထောက်ကန်သားရဲ့ဖြစ်ပါတယ်နော်။နောက်ကျွန်တော်နီညိုရောင်ကြက်သွေးရောင်ဝစ်စုံလေးအနည်းဆုံးနှစ်ဆောင်သုံးဆောင်လောက်တော့ချုပ်ခဲ့ဖို့ချုပ်ခဲ့ရမှာပေါ့။ ောက်တစ်ခုကကျွန်တော်တို့အเจ้าမျိုးနဲ့ယူတော်မင်္ဂလာချောင်းမလာနိုင်တဲ့လူတွေရှိပါတယ်။အဲဒီမလာနိုင်တဲ့လူတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ hostel နေမှာလို့ရပါတယ်။ဒီ39969နဲ့39လုံးခုနဲ့ဆိုတဲ့ Viber number ကေ39992029ဆိုတဲ့ Viber number အဲ့နှလုံးကနေပြီးတော့ hostel မှာနိုင်ပါတယ်။ရတရာအကူအညီတွေတောင်းနိုင်ပါတယ်နော်။အဲ့တော့ hostel လေးစပါမယ်နော်။တနင်္ဂနွေသားသမီးတွေ အတွက်တင်းငွေသားသမီးတွေရဲ့ကံစားတာကတော့ဒီတပတ်တာကာလမှာကျွန်တော်နံပါတ်၁ကသူကကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်နမိတ်ဆိုရင်အင်မတန်မှကောင်းသောနမိတ်ပါအဲတော့အလုတ်ကိုင်းတွေအခြေအနေတွေကောင်းမယ်ကံစားတာတွေကောင်းမယ်ကံကြမ္မာပွင့်လန်းမယ်ပေါ့နော်အဲ့တော့လုပ်ငန်းဆောင်တာတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေဖြစ်ထွန်းခြင်းတွေဖြစ်မယ်။အဖက်ဘက်ကနေပြီးတော့အဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ်တဲ့ ်အလုံးနဲ့ပတ်သက်ရင်ကန္တာတာတော်တော်လေးကောင်းပါတယ်။နောက်အလုံးအကန်အခွင့်အရေးခွင့်လန်းနေရလည်းပဲ။ဟာတော်တော်လေးများများဆားဆားတော်တော်လေးပေါ့ပေါ့များများဝင်လာဖို့ရှိတာပေါ့။အဲ့ဒါကအခက်အခဲမရှိပါဘူး။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းအလုပ်ငန်းတစ်တွေအများကြီးကြုံနိုင်တယ်။နောက်ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းအလုပ်လုပ်ကင်နေတဲ့သူတွေဆိုရင်လည်းနှလုံးမှာယာတူတူချင်းနေ လာစားဒူးစင်းတွေနေရာကောင်းရာချင်းတွေအများကြီးဂျုံနိုင်ပါလားအဲဂျုံနာတွေကတော့တော်တော်လေးဂျုံပါပါဂျုံနာကတော့ပြဿနာမရှိပါဘူးပြဿနာကဘာလဲဆိုတော့အဲ့ဒီအခွင့်အရေးတွေကံလျော်သားနဲ့ပေါ်ပေါက်လာတဲ့အလုတ်ဂိုင်းတွေအခွင့်အရေးတွေအခွင့်လန်းတွေကိုကိုယ်တိုင်ကစိတ်ဝင်စားသလိုဖြစ်နေတဲ့တော့ငွေတွေမဝင်ဘူးလားဆိုတော့လည်းဝင်တယ်ကိုဖြစ်နေတာတွေမဖြစ်ဘူးလားဆိုတော့လည်းဖြစ်တယ်အဲ့မှာ ပြီးခဲ့တဲ့တလောတော်မှာအလုတ်ပင်ပန်းတဲ့ဒဏ်ဒီစိတ်မောလူမောစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့မှအောင်မြင်မှုရထားတဲ့အတွက်အောင်မြင်မှုနဲ့ပင်ပန်းမှုနဲ့မထိုက်တန်ဘူးအတွေးတွေဝင်လာပြီးတော့နောက်ပေါ်လာတဲ့အလုတ်ကန်ခွင့်ရေးခွင့်လန်းတွေကိုလှုပ်ချင်သေး၊ကန်ချင်သေးတွေကုန်ခန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒါလေးတွေတော့နည်းနည်းသတိထားမှာပေါ့နော်။နောက်တနင်္ဂနွေသားသမီးတွေရဲ့ကံတရားမှာကြတော့ အငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းမှာတခုရှိတာပေါ့အဲ့ဒါဘာလဲဆိုတော့ဝင်ငွေထက်ထွက်ငွေကပိုပြီးတော့အရန်များနေတယ်တာမနာပေါင်းဆုံးကိုငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်ယူပေးနေရတဲ့အနေအထားမျိုးတွေကြုံရတယ်အဲ့တော့ဒီခါကျရင်မှာငွေကန်ရတဲ့လို့ငွေရှားတဲ့လို့ကိုလုံကျင်သိတဲ့ကုန်ခန်းသွားတာမျိုးတွေဒီတောင်ကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကောင်းတယ် ိုင်မဲ့အလုပ်ကိုစိတ်ကုံတက်တယ်စိတ်ကုံရတဲ့အကြောင်းနှစ်ကြောင်းရှိတယ်ပေါ့တကြောင်ကတော့ဗာလဲဆိုတော့ခုနကပြောသလိုအလုပ်တွေကိုအင်တိုင်းအားတိုင်းကြီးတဲ့တကုံနေနော်ဒါကြီးလောက်อ่ะပြီးတော့ရလာတဲ့အောင်မြင်မှုနဲ့ကိုယ့်ရဲ့ပြင်ပန်းမှုနဲ့မထိုက်တန်ဘူးလို့ခံစားမိတာတကြောင်ပေါ့နောက်တစ်ကြောင်ကဝင်ငွေတဲ့အထွက်ငွေကပိုများအဲ့ပေါင်းနဲ့ဖားကောက်သလိုဖြစ်တယ်ကိုကအလုပ်တွေလုပ်လို့ပတ်စံတွေရတယ်ပြန်အဲ့ပတ်စံတွေပြန်ထွက်တယ်ပြန်ကုန်တယ်လက်ထဲမှာပြရမရှိဖြစ်နေတယ် အဲ့တော့အလုပ်လုပ်ရတာကိုစိတ်မပါလက်မပါမျိုးကြီးကြုံရတတ်ပါအဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့အကြံဉာဏ်ပေးချင်တာကတော့ဗောနော် emotion နဲ့အလုပ်မလုပ်ဘဲနဲ့တာဝန်နဲ့တာဝန်စိတ်နဲ့အလုပ်လုပ်တာပိုတော့ကောင်းပါ emotion ဆိုတာပြည့်စင်စိတ်တွေရခြင်းစိတ်တွေအောင်မြင်မြင်တဲ့စိတ်တွေအများကြီးနဲ့ဒါအသက်ကုန်ဒါအရန်စူးစမ်းတာပေါ့စူးစမ်းပြီးတဲ့အခါကျတော့အောင်မြင်တော့လဲအောင်မြင်လာတာပေါ့ အမေမဲလည်းပင်မန်းနေ emotion ဖြစ်တာကို emotion ဖြစ်တဲ့အခါကျတော့လူကိုပင်မန်းနေတာပေါ့နော်ဒါကြောင့်အကောင်းဆုံးကတော့ရုပ်စရာကြီးလို့လုပ်တယ်အဲ့ဒီအလုပ်ကိုငါအကောင်းဆုံးလုပ်ပါအောင်မြင်တော့လေကောင်းတာပေါ့မောင်မြင်တော့လေကံပေါ့အဲ့လိုပေါ့ပါပါစိတ်လေးနဲ့တင်းငွေလေသားသမီးတွေကအလုပ်လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနေနိုင်တာပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရားတွေမှာအနှောက်အယှက်ပေါ်တတ်တယ်။အဲ့တော့ပညာသင်နေတဲ့ညီတွေညီမတွေဆိုရင်ပညာရေးကိစ္စတွေမှာ ဆောင်းဘက်ဖြေကနေကြမှာကျမ်းမာရေးညံ့တာတို့ဆောင်းဘက်ဖြေကနေကြမှာအဲတယောက်နဲ့တယောက်မတင်မမြဖြစ်တာတို့ရန်ပေါ်တာတို့အဲ့ဒါမျိုးတွေကြုံရတတ်တယ်နောက်တစ်ခုကတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဋ္ဌဌံနေလောက်ကန်ဆောင်ရွက်နေတဲ့သူတွေဆိုရင်အဲတတိထားမှာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီကတော့ခုနကပြောခဲ့သလိုပဲဘာသာရေးမှာအနောက်ချက်ပေါ့မန်နက်ပေါ့စေတံပေါ့အဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ဘာသာရေးအဋ္ဌဌံတွေပြပြတာမျိုးတွေကြုံရတတ်ပါတယ် ။နောက်ချေနော်ရင်းနဲ့ပတ်သက်ရင်တော့ကန်တာဒါကောင်းပါလား။အချေတွေစိတ်ချမ်းသာမယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်စိတ်ချမ်းသာ။အချေရဲ့တို့အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကောင်းသောနမိတ်ကြားတယ်။ကောင်းတဲ့ကံကြမ္မာကြားတယ်။ဒါပေမဲ့ပြဿနာကတော့ဘာလဲဆိုတော့တန်သေးရပါနော်။တန်သေးရကြောင့်ပူပန်လောကကြီးများတတ်တော့။ဒါမှကိုယ့်ရဲ့ချစ်သူကိုကိုယ်စိတ်ထဲမှာမယုံသင်္ကာစိတ်တွေများနေတယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုကမယုံသင်္ကာစိတ်တွေများနေတယ်။ ယုံကြည်မှုတွေယောနေနေတာမျိုးတွေဖြစ်တတ်တယ်။ဒါမှမဟုတ်အခြေအနေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ငြင်းစရာလေးတွေကြုံရတတ်တယ်။အဲတော့လူမှုရေးမှာနည်းနည်းအတိုက်ခံလေးတွေဖြစ်တတ်တယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကံကြမ္မာကောင်းမှာကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့တော့မှပြန်လဲပြီးတော့ဆုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။သာတနင်္ဂနွေသားသမီးတွေအတွက်တန်ကြမနမိတ်ဖတ်ကြတာပါအဲ့တော့တနင်္ဂနွေသားသမီးတွေမှာကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းကြတဲ့အကြောင်းလေးတွေရှိတယ် ဲ့ဒါအစင်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါလားနောက်တင်းင်းကလေးသားသမီးတွေအတွက်အကျိုးပေးတဲ့ lucky ကောင်းတဲ့ number လေးတွေကတော့၄ကနန်းနဲ့၆ကနန်းဖြစ်တယ်နောက်ဖះအစားရှိတဲ့အလှကံပုဂ္ဂိုလ်တွေကိုရေတန့်ကတ်လူပူသွားပြီးတော့ဆူတောင်းပါဘောနော်ကိုယ့်ရဲ့မကောင်းတဲ့ကံတရားအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်တင်းင်းကလေးသားသမီးတွေအားလုံးလည်းကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြေပါစေပါနော် ယူရောမင်္ဂလာကျောင်းလည်းပဲဗုဒ္ဓဦးနေရာလည်းမြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်နိုင်ပါလေ။ကဲကျွန်တော်ရဲ့မိတ်ဆွေအပေါင်းနော်။ကောင်းကျိုးလိုရာဆန္ဒပြကြပါစေ။